မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့ဘာလို့လို့နဲ့အချိန်တွေတပြည့်ပြည့်နဲ့ပြောင်းလာတာအခုဆိုရင်2025ရဲ့အောက်တိုဘာလ10လပိုင်းအတွက်တနင်္လာနေ့ကာသမီတွေအတွက်ဒလစာကံကြမ္မာဟောစရက်နဲ့ချောင်းရံဆောင်ရံကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဆရာငယ်ရဲ့တနင်္လာနေ့ကာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးခင်ဗျာဒါအပြင်တနင်္လာနေ့ကာသမီမိတ်ဆွေတွေအားလုံးအဆဆရရဥစွာအစင်ပြေအောင်မြင်ကြကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းဘောပနာပြုလိုက်ပါတယ် ဒီ2025ခုနှစ်ဆယ်လပိုင်းပြင်မှာဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့ရင်ထဲမှာအရာရာကိုလုပ်ငန်းတစ်အလုပ်တစ်စတင်နေတဲ့စိတ်မျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်အဲ ချေချောင်းငါဟာဘာကိုလုပ်ရင်ကောင်းမလဲဒါကိုပဲလုပ်ရင်ကောင်းမလားဆိုပြီးတော့စိတ်တွေအနာဂတ်မှာမဖြစ်ပေါ်လာသည်တော့ကိစ္စတွေမှာပုံမူကောင်းအောင်စဉ်းစားနေတော့ကာလပုံမူပြီးတော့စ조사တွေးခေါ်နေတော့ကာလမျိုးတွေဖြစ်ပေါ်နေပါတယ်လုပ်ငန်းတစ်အလုပ်တစ်တော့ဖြစ်စေအဲလုပ်ငန်းစတင်ပြီးတော့အတစ်ကိုစတင်လှုပ်ဆောင်လို့ဖြစ်စေမိတ်ဆွေတို့အနေနဲ့အလုပ်တစ်လုပ်ငန်းတစ်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရတဲ့အတွက်ကိုအဲစဉ်းစားနေတာမျိုးပလန်ချနေတာမျိုးတွေလှုပ်ဆောင်နေတော့ကာလ ဖြစ်ကြောင်းဆရာရဲ့မိတ်ဆွေများတလင်းလုံးလေးသားသမီးတွေရဲ့ယင်ထဲမှာစဉ်းစားတွေးခေါ်နေပါတယ်။သို့တော့လက်ရှိမိတ်ဆွေတို့ရဲ့တလင်းလုံးလေးသားသမီးတွေရဲ့ကံဟာဘာလို့လို့လို့ဒီကာလတော်တွင်ဒီရဲ့ဆယ်လာပိုင်းဆိုတဲ့လဟာအစမှာတော့အနေငယ်လေးထင်းငေါ်ကြံ့ကြတတ်တာမျိုးနှစ်ခါပြန်လို့ရတာမျိုးတွေတပည့် ဟုတ်လားတစ်ချိန်တည်းနဲ့မပြီးမပြတ်ဖ ೇನೆ နှစ်ခါပြန်လောရတာမျိုးခီးတစ်ခုကိုနှစ်ခါပြန်သွားရတာမျိုးပစံငွေကြီးကိစ္စပြောဆိုတဲ့အခါမှာလေတစ်ချိန်တည်းနဲ့ချောချောရှိရှိမပြီးပဲနဲ့နှစ်ချိန်ပြန်ပြောဆိုရတာမျိုးနှစ်ခါလောရတာမျိုးနှစ်ခုလောရတာမျိုးလေးကြုံအားတက်တယ်လို့မိတ်ဆွေတို့ ဘာကိုဖြစ်ဖြစ်ဒါကြောင့်စိတ်ရှိရှိနဲ့တခါနဲ့ပြည့်ပြတ်အောင်လှုပ်ဆောင်ခြင်းထက်ဘာကိုပဲဖြစ်ဖြစ်တခါနဲ့အမုန်းကြွေတလဲကြက်တခုဆိုတာမျိုးတွေတစ်ချက်တည်းနဲ့အပြတ်ဆိုတာမျိုးတွေကိုမလှုပ်ဆောင်ဘူးနဲ့အလောင်းကစားအပြော်ပါနဲ့ပတ်သက်တော့မိတ်ဆွေတို့နေသားသမီးတွေဟာအဟိုဆနဘောလုပ်ငန်းနဲ့ပတ်သက်အလုပ်နဲ့ပတ်သက်ရင်ဒါကမှမရရင်ခွေးဖြစ်ပြီဆိုတဲ့လုပ်ငန်းတွေမှာတော့တတိယစီရင်ရအတွက်တော့မိတ်ဆွေတို့အတွက်အထူးသတိပေးလိုပါတယ်အထူးသဖြင့်တနေ့နေသားသမီးမိတ်ဆွေတွေဟာ အလုတ်ကင်နဲ့မပြောမိမှာကျမ်းမာရင်ကျမ်းမာရင်နဲ့ပတ်သက်လာတဲ့အခါမှာအထုသဖြင့်အသက်ရှင်ကြက်တာမျိုးတွေငဘူကလေနဲ့ပတ်သက်တာမျိုးတွေဒီအခြေခံရှိတဲ့မိတ်ဆွေများတတိထားရန်လိုအပ်ပြီးတော့အရေးကြီးသောခွဲစိတ်မှုလေးတွေလုပ်တဲ့မိတ်ဆွေများတတိပြုစင်ခြင်းမှာဒါအပြင်ညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်မိမိတို့အနေနဲ့ကျမ်းမာရင်ညံ့တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေရွှေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရင်ညံ့တာမျိုးမိသားစုအတွင်းမှာညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရင်ရုပ်ရည်မိသားစုဝင်ထဲမှာဖျားလာတဲ့အခါမှာ မိမိကိုယ်တိုင်ဖြစ်စေမိမိအရာမိသားစုဝင်တဦးတယောက်ကိုရှင်နှောင်းအရှင်ထွက်ပေးလိုက်ပါဒါဆိုရင်မိဆွေတို့ရဲ့အသေးထွက်ခြင်းပြက်ခြင်းရှင်နှောင်းထွက်ခြင်းကံဒီပျောက်ပြီးတော့တိတိတလာကောင်းလာမယ်ဒီလိုမှမဟုတ်ဘူးဆရာကြီးကျွန်တော်တို့ရွှေဝယ်ထားမိတဲ့ညာညာနေခေါ်ထားမိတဲ့တကယ်လို့မှစီးပွားရေးတွေကခက်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 မဟုတ်ဘဲနဲ့ကြာလာပြီဆိုရင်တော့ဖြစ်လုံးဝတော့ဒီမိဆွေများအနေနဲ့မိဆွေတို့ကိုယ်တိုင်မိမိရဲ့အိမ်မှာရှိတဲ့ရွှေသူမဟုတ်ရင်ဟာဟာတံမိုးရှိတဲ့အရာတွေကိုစတိရောင်းလိုက်တာမျိုးပေါင်လိုက်တာမျိုးအဲသဘောတရားထွက်လိုက်တာမျိုးတွေလောက်တာမျိုးဖြစ်စေ ကြံလွတ်တာမျိုးငားလွတ်တာမျိုးလုပ်ပြီးလာရင်မိတ်ဆွေတို့ရဲ့ကံဟာကျန်းမာရေးကောင်းမွန်လာမှာအတိအကျပဲဖြစ်ပါတယ်။ကလေးငယ်များနဲ့ပတ်သက်ပြီးအသက်14နှစ်အောက်ကလေးငယ်များအနေနဲ့ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာနာဖျားတတ်တာမျိုးတွေဒီအဲနာစီးချောင်းဆိုးတာမျိုးတွေတာမန်အဖြစ်ရိုးရာနတ်တွေပုပ်ကိုဆွဲတွေမကြိုက်ဘူးခမဲပေးတာမျိုးတွေဖြစ်ရတဲ့အတွက်တနင်္ဂနွေသမီးတွေကဒီကာလဟာဒီရိုးရာတို့ခြေထုံးလည်းမပဲကောင်းကြောင်းနဲ့တတိထားပြုံစင်ကြရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။အလုံးကိုင်း အလုံးကိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေတို့ရဲ့ကံဟာအထက်မှာဆရာပြောခဲ့တဲ့အတိုင်းနှစ်ခါပြန်လောက်ရတာမျိုးလေးတွေစိတ်ရှည်ပြီးတော့တီးခံပြီးတော့လောက်ရတာမျိုးလေးတွေအလုံးတစ်ခုခုကိုနှစ်ခါနှစ်ကြိမ်ပြန်လောက်မှတစ်ခါရင်းနဲ့တော့ချွတ်ချွတ်ရှိမပြီးတတ်တဲ့အတွက်အလုံးကိုင်းနဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်စိတ်ရှည်တီးခံပြီးတော့အဲကြိမ်ဖန်များစွာလုပ်နေတယ်ကို့အတွက်တိုးတက်လေဆိုတော့မိတ်ဆွေများဖြစ်တဲ့အတွက်ကြောင့်မလို့အဲတရင်းလေသားသမီးတွေကဒီကာလမှာစိတ်ရှည်တင်တော့လာဖြစ်ပြီးတော့ထင်ပေါ်မှုလုပ်ငန်းလေးတွေမှာအားနေတယ်အထူးသဖြင့် social media နဲ့ပတ်သက်ပြီးတော့သတိထားစနေမှာ အနုပညာနဲ့ပတ်သက်ပြီးဗကြီးဘခုဗေဒင်မီရစံကြံတရုပ်ဆောင်အစိုးရကအရေးကြီးသဖြင့်သူခုမနဲ့ပတ်သက်လာရင်လူတည်နေတာမျိုးလေးတွေကိုကိုကောလာဟာလာတဲ့နေ့ထွက်တာမျိုးလေးတွေအကျော်စောမှုအားနေသောကာလသဘုတ်လေးလွင်အပြောခံရသောမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်တနုံးလေးသားမိတ်ဆွေတွေကဒီကာလမှာကျော်စောမှုထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးအမိပေးခြင်းဆိုင်ဖို့တင်ခြင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ကြောင်းနဲ့မိတ်ဆွေအနုပညာရှင် အတတ်ပညာရှင်ထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့တနင်္ဂနွေသာသမီမိတ်ဆွေများတော့အရာရာကိုတည်ထားရန်လိုအပ်ပါတယ်။အကျိုးပေးသော လုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေ။ဒီလက်ထာတော့ဒီမှာဆိုရင်တနင်္ဂနွေသာသမီတွေဟာစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်။စတင်လှုပ်ဆောင်မှုတွေလုပ်ငန်းတွေအကျိုးပေးပါတယ်။ကိုယ်ပိုင်လုပ်ငန်းတွေစံစီစေစားစားသောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေခြေကိုဆောင်ရလှုပ်ဆောင်မှာဒါအပြင် ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေရရှိတာမျိုးညီကိုမောင်နှမတွေရဲ့စိတ်ရှမ်းသာစရာတဲ့ဒီမျိုးလေးတွေကြားမိတာမျိုးထိုသူတွေရဲ့အကြံဉာဏ်ကောင်းတွေအတွေးခေါ်ကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်ပြီးတော့ရဲရဲဝံ့ဝံ့တောက်ဆိုတာမျိုးတွေဒီအချိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ ဂုံတိကြီးခြင်းတွေရရှိလာပြီးဖြစ်ဖြစ်တတ်တဲ့အတွက်ကြောင့်လို့အသိပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အတတ်ပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဘာကိုဖြစ်ဖြစ်အနာဂတ်အတွက်ဗတိဗဟုတင်နာအစရှိတဲ့အရာလေးတွေကိုတင်ယူခြင်းစိသို့မဟုတ်ရင်တင်ရှားလို့ပဲစေကိုတက်မြောက်လို့သောပညာရပဲပညာရကိုမဆိုတိုးတက်ရှင်တဲ့အနာဂတ်အတွက်အထောက်အကူကောင်းနေရရှိသောကာလဖြစ်ပြီးတော့တင်ယူလေးလာရန်အတွက်အားသာသောကာလဖြစ်ပါတယ်ခင်ဗျာ စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်စံစီစိမ့်စားစားသောက်ကုန်နဲ့ပတ်သက်တာတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ဟိုကွန်းလို့ချမ်းလို့အဆရှိတဲ့လုပ်ငန်းတွေကွန်ပျူတာလို့ကြောက်လို့သဲလို့အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာလုပ်ငန်းတွေဒီမှာချိတ်လို့ဆိုင်ရာလှုပ်ဆောင်မှာ အာသာကောင်းမွန်တိုးတက်နိုင်ရောကာလဖြစ်ပါတယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးဖုံးနဲ့ပတ်သက်ပြီးအစ်စ်ဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေအပေါင်းနဲ့အစ်စ်တွေရဲ့အကူအညီကိုရရှိတတ်တာမျိုးအထောက်ပံ့ကိုရရှိတတ်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ခင်ဗျ။ညီကောင်မောင်နှမတွေနဲ့ပတ်သက်လို့ငကောကမိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတာမျိုးတို့မဟုတ် ဝေးกว่าနေတော့ညီကောင်တို့မှသားချင်းနေနဲ့ပြန်လဲစုံစည်းရတာမျိုးကြုံရတတ်တယ်အမွေရရှိတာမျိုးလေးတွေစိတ်ချမ်းသာစရာတဦးနဲ့တူတယောက်နဲ့တယောက်မိသားစုဝင်နေမှာမပြေလည်မှုတွေရှိတဲ့အခါပြေလည်အောင်ဆွမ်းဆောင်တာမျိုးတွေကကံရဲ့အားသာခြင်းနဲ့တိုးတက်ခြင်းကိုရရှိနိုင်သောကာလဖြစ်ပြီးတော့ထပ်လောင်းပြီးတော့ငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုစတင်လှုပ်ဆောင်ရတော့တော့အားသာကောင်းမွန်သောကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်ငွေချင်းနဲ့ပတ်သက်ရင်ငွေလုံးနဲ့ရင်းကနေဝင်လာတတ်တယ်သို့တော်လုံးနဲ့ရင်းကနေဝင်လာတဲ့နေရာမှာလည်းမိတ်ဆွေတို့အနေနဲ့ ကိုကိုမဟုတ်ပဲနဲ့မိသားစုကိုအကြောင်းပြုပြီးဖြစ်စေမိမိရဲ့အိမ်တွင်းမှာတယောက်ယောက်ကိုတူဦးအကြောင်းပြုပြီးဖြစ်စေငွေကြေးဝင်လာတာမျိုးလေးတွေငွေကြေးကန်ကောင်းတာမျိုးလေးတွေဖြစ်စေရရှိတတ်သောကာလဖြစ်ပါလေခင်ဗျာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့မိစေတို့ချစ်သူတဲ့ရည်စားတဲ့ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ ယာယီကူးစားတွေလည်းကြုံရတတ်ပါတယ်။သို့တော့သတိထားစင်နေရမှာဒီကာလဟာအိမ်အောင်ပြူရန်အတွက်ဆေးဆက်ရန်အတွက်တော့ဒိုင်မင်နာမျိုးလေးတွေမပြုတ်လို့တင့်တယ်လို့မိတ္တာကြီးနဲ့ပတ်သက်လာလို့ရှိရင်ကြီးစားလေးရအိမ်အောင်လေးကြတတ်တယ်။အဲ့ဒီအိမ်အောင်တွေဟာမမြဲတတ်တော့ကာလဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလဟာအိမ်ကြီးစားတော့ရလို့ကောင်းပေမဲ့အိမ်အောင်ပြူရန်ဆေးဆက်ရန်ဒိုင်မင်နာမျိုးလေးတွေမှာတော့မပြုတ်လို့တင့်ကြောင်းနဲ့လော်လော်နဲ့မဆုံးဖြတ်တင့်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ မီးသားများအနေနဲ့လည်းထုတ်တူပါပဲအိမ်ောင်ကြီးနဲ့ပြုမဲ့တိုင်ပင်ကမှတယောက်နဲ့တယောက်ဒူးနဲ့ဒူးနားလည်မှုလွဲရတာမျိုးလေးတွေအိမ်ောင်ပြုမဲ့တိုင်ပင်ကမှတယောက်နဲ့တယောက်ညှိနှိုင်းမရတာမျိုးလေးတွေမိသားစုဝင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့တစ်ဖက်ကကိုယ့်ရဲ့ဟိုဟာလာချစ်သူရဲ့မိသားစုနဲ့လိုက်တွေ့ရတဲ့အခါမှာနားလည်မှုလွဲတာမျိုးလေးတွေစိတ်ကုန်ဝင်မကြတာမျိုးလေးတွေဖြစ်ရတာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့နဲ့ဒီကာလဟာအိမ်ောင်ပြုရန်အတွက်ဆိတ်ဆက်ကြောင်းလန့်ခြင်းတွေအိမ်ောင်ပြုခြင်းတွေမှာတော့ဒါမှန်တက်ပို့ပြီးတတိပြုရန်လိုအပ်ပါတယ် ဒီတစ်နှစ်တော့ဝါကျက်ပြီးရှေ့ရတတ်ရဲဆိုတာတနင်္ဂနွေသားသမီးတွေတော့မဟုတ်တာတော့ဂျိမ့်ပြီးနေကြပါတယ်သို့တော့မိတ်ဆွေတို့အနေနဲ့ဒါအပြင်မိတ်ဆွေတို့ရဲ့ကံဟာဘာလို့ဖြစ်ဖြစ်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိပြုစင်ခြင်းအတွက်တော့လိုအပ်ကြောင်းနဲ့လူငယ်များအဖို့ကတော့တည်တည်ချာချာကိုတွေးခေါ်စဉ်းစားပြီးတော့လှုပ်ဆောင်တာဟာပုံမူအသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းဆရာကအကြံပြုပြောကြားလိုက်ပါရစေစိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာလေးတွေကိုတက္ကနဲတိုင်းကနဲထအလုပ်လိုက်တာမျိုးတွေပုံမူအသာကောင်းမှုတိုးတက်စေနိုင်သောကာလဖြစ်တဲ့ ဆွေမျိုးသားချင်းအစ်စ်မိကောင်းဆွေကောင်းအစ်စ်တွေအကျိုးပေးပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လာရင်ကိုပိုင်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးထက်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးတွေတည် အများနဲ့ပတ်သက်တာမျိုးလေးတွေမှာအားသာကောင်းမှုတိုးတက်နိုင်ပြီးတော့ကိုကိုတိုင်းတူတဲ့တယောက်တည်းလှုပ်ဆောင်တာမျိုးကိုတူရဲ့အမိခံလောက်တာမျိုးလေးတွေကကံရဲ့ထင်ငုံမှုကြံ့ကြာမှုကိုကြုံရတတ်တယ်လို့လုပ်ငန်းလုပ်နေပတ်သက်လိုက်လို့ရှိရင်လည်းတစ်ချိန်တော့ကိုယ့်ရဲ့အမိခံလောက်တဲ့မိတ်ဆွေများဖို့ကတော့ဒီကာလတော့ဒီမှာကိုယ့်အမိခံလောက်ချင်းထက်စတိပေါ့ကွာငါမျိုးတော့ရောင်းနေဆိုတာမျိုးလေးတွေအမျိုးသမီးတွေတော့မိမိရဲ့မိသားစုဝင်တွေမှာတူတယောက်ကိုစတိရောင်းလိုက်တာမျိုးလေးတွေနဲ့အမိခံပြီးလှုပ်လိုက်တာ ဖုံးကြီးတွေကလေးငယ်နာကိုဖုံးကြီးတွေနာကိုကလေးတွေသွားနမယ်ရောက်လို့စတိရောင်းလိုက်ပါဒါဆိုရင်ငဘူကခက်ခဲနေသူတွေကြံ့ကြာနေသူတွေထူးထူးခြားခြားကောင်းမွန်လာမယ်ကာလဖြစ်ကြောင်းပြောကြလိုက်ပါရစေနိုင်ငံခြားခရီးသွားတတိပြုစင်ရှင်မှာရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာလူလိန်ခံရတာမျိုးလေးတွေနေရာထိုင်ခြင်းစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တယ်လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းပြီးပါရဝေးခရီးသွားနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုမမြင်မတွေ့မသိရတော့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အဲ လုပ်တဲ့လုပ်ငန်းတွေမှာတော့တတိထားပါလူလိန်ခံရတာမျိုးလေးတွေလူယုံမလွယ်ပါနဲ့သတိပြုစင်ကြရအတွက်တော့လူအကြောင်းထက်လောင်းပြောကြားလိုက်ပါစီဂျားသုံးဂျားမဝင်ကောင်းတော့လာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အပူတွေကူးဆက်တတ်တာမျိုးတွေကြုံရတတ်တယ်လို့အာမခံပြီးလိုက်ခါမှဆရာလိုပဲစုံစုံမြုပ်တတ်တော့ကာလာဖြစ်တတ်တဲ့အတွက်သူများရဲ့အမှုကိစ္စအမှုကိစ္စတွေကိုကိုကလိုက်ပြီးတော့အာမခံပြီးတာမျိုးလေးတွေတတိပြုစင်ကြပြီးပါသူများတွေရဲ့အိမ်လို့ရဲ့ကိစ္စကိုကိုကစေတနာတွေပို့ပြီးသွားဖြည့်ရှင်းကမ အပူအပင်ကြီးကူးဆက်တတ်တာမျိုးတွေမလိုလားတဲ့ပြဿနာလေးကြီးကြုံရတက်လို့သတိပြုစင်ရတော့တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီတနေ့မှနေတာသမီးမိတ်ဆွေကိုဝင်တဲ့မိတ်ဆွေများအနေနဲ့အားအားကိုပို့ပြီးတော့တတိထားစင်ရလိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကိုဝင်တဲ့မိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့စွန့်ရလို့ပေါ့ဆွင့်ချအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဒီကလေးမွေးလိုက်အဘာမှကောင်းမှမလားဆိုတဲ့အရာလေးကြီးနဲ့ဘီရင်တွေဘီသားတွေဟိုမိတ်တီမိတ်ပတ်မမေးပါနဲ့သာသမီးဆိုတာယတနာပဲဖြစ်ပါတယ် ဆိုလိုချင်တာကတော့ဗျာဒီလေရဲ့လအတော်ဒီမှာတနင်္ဂနွေသားသမီးကိုဝင်ဆောင်များမိပါမိတ်ဆွေမိပါများအနေနဲ့ကတော့ကိုကိုကိုစိတ်ကွန်ဖီဒန့်ရှိအောင်နေပါနွေ့နွေ့ဆွေးနွေးနေပါမဟုတ်အလေးပင်တွေမားတဲ့အခါသတိထားပါအပြည့်သဘောဆောင်တာတွေမကောင်းတဲ့အနမိတ်တွေကိုပြောဆိုတာမျိုးလေးတွေကိုတတိထားပါစီနေမှာလို့ပဲဆရာကထားလောက်ပြောကြလိုက်ပါစီမိဘတွေဆွေမျိုးသားချင်းတွေနဲ့အရင်ကြီးဝေးလာလို့ရှိရင်အချိန်ချင်းခဏခဏဆွေးနွေးခြင်းနှွေးထွေးအောင်နေပါမဟုတ်လို့ရှိရင်မိမိရဲ့တင်ငယ်စိတ်လိုက်တတိသားရဲ့စိတ်ဆန္ဒမှာ ပြောင်းလဲခြင်းရှုရင်းခြင်းမျိုးတွေမကြုံလားလေအောင်ဆရာကမှားရင်ဖြစ်ပါလေခင်ဗျာကောင်းပြီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ချီချီဝူးဝီးတော့မရှိပါဘူးငဘူကမှားခဲ့ပြီးသားကိစ္စလေးတွေကိုတဝင်းတို့ဥတို့ရိုးစွတ်စွတ်ဆဲတာမျိုးလေးတွေကြောင့်ပြဿနာတက်ရတက်တာမျိုးဖြစ်စေ ်သာသမိကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကျပြောဆိုတဲ့အခါမှာဖြစ်စီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ငါဟာလေးလုပ်မယ်ဆိုရင်ဒီနေရာလေးပြောက်မယ်ဆိုရင်တယောက်နဲ့တယောက်တူးနဲ့တူးဟိုနေရာထိုင်ခင်းအိုးအိမ်ချမ်းမြေကိုအကြောင်းပြုပြီးဖြစ်စီသာသမိကိုပတ်သက်ပြီးတော့အကြောင်းပြုပြီးဖြစ်စီပြဿနာစကားလွဲတာလွဲရင်စစိုးဘွားတော့ဘာမှစိုးရိမ်စရာဘာမှမရှိပါဘူးအဲ့ဒီလိုပဲအစင်မပြေမှုတွေတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေရင်တော့မိမိတို့ရဲ့သာသမိတွေရဲ့အကြောင်းပြုပြီးပြန်လဲအစင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေတရင်ကောင်းကြားရတာမျိုးလေးတွေ ြုံရတတ်ပါတယ်ခင်ဗျာသို့တော့အဲမိတ်ဆွေတို့အနေနဲ့ review စီနီယာမှာမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိမှာမျက်နှာရှင်းဆိုင်နေတာမျိုးထက်ဝေးကွာနေတာသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ခတခဏခွဲနေတဲ့မိတ်ဆွေများပုံမူပြီးတော့ကံရဲ့ထောက်ပံ့မှုကိုရရှိနေပြီးတုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာကတော့ကစားနေပြီးကြုံရတတ်တဲ့အတွက်တော့အနည်းငယ်တော့ဒီမိတ်ဆွေများအိမ်အောင်ကြီးမှာဆိုရင်တော့လင်ယောက်ျားသို့မဟုတ်မိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးစိတ်နည်းနည်းပင်ပန်းအားတက်တဲ့ကာလဖြစ်ပါတယ် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွင်မှာဆိုလို့ရှိရင်အဲအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီမိတ်ဆွေတို့ဒီလတာအတော်တွင်မှာဆိုလို့ရှိရင် ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအဲဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်ပြီးတော့တင်ယူတိုးတက်မှုတွေအားသာကောင်းမှုပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်စေတယ်လို့လည်းအလုပ်တွေတရွာမပြောင်းဥကောင်းမဖြစ်ဆိုတဲ့မိတ်ဆွေများသတိပြုစင်ရင်မှာယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်အပြိုင်ဆိုင်တွေပေါ်တက်ပါတယ်ယာရုတက်ဖို့ထက် လက်ရှိရှိနေတဲ့ယာတူကိုပဲမပြုတ်အောင်ကြိုးစားစွမ်းဆောင်တာအပုံကိုကောင်းမှာပါလေခင်ဗျာနော်ယာတူပြောင်းခြင်းနေရာတိုင်းပြောင်းခြင်းနေရာပြောင်းလာတဲ့အခါမှာလေကိုကိုကိုစိတ်တိုင်းမကြတာမျိုးလေးတွေအားမရတာမျိုးလေးတွေဂျုံကတက်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုငါတိထက်ပိုလုံနိုင်ရမှာဆိုတဲ့စိတ်မျိုးငါတိထက်ပိုကြိုးစားရမယ်ဆိုတဲ့စိတ်မျိုးတွေကိုအဲကိုကိုကိုကွန်ဖီဒန့်ကျသီးသောစိတ်မျိုးတွေဝင်တတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်ပါလေခင်ဗျာနော်ရန်ဝေခရီးသွားတဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဘာသာရှားလူမျိုးရှားတွေနဲ့ပတ်သက်တဲ့တတိယဆင်ခြင်မှာ မိမိအိမ်အတွင်းမှာဖះဆင်းသူတော့အပြက်အပြက်တွေရှိလို့ရှိရင်လည်းစွန့်မှာစွန့်ပြီးတဲ့အခါဖះဆင်းသူတော့အပြက်တွေကိုမကိုးဝယ်ကောင်းမှုဆိုတဲ့အကြောင်းနဲ့ကံဟာကြလာတော့မယ်နမိတ်ဖြစ်ကြောင်းထလောင်းပြောချလိုက်ပြရစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လုပ်ရင်အာသာခြင်းတွေတိုးတက်ခြင်းတွေအစင်မပြေနိုင်ကြဘာမှမရှိဘဲနဲ့ကြိုးစားရင်ကြိုးစားသလောက်ကံရဲ့အထောက်ပံ့အတွေးခေါ်နဲ့အရှိတို့ဆောင်ရင်အောင်မြင်စရာတွေတိုးတက်စရာတွေကြီးပဲဆိုတာကိုလည်းထပ်လောင်းပြောကြားလိုက်ပြရစီ လက်လွန်ထားသောငွေကြေးတွေပြန်လည်းရရှိနိုင်တယ်ဘလောက်ပဲခက်ခဲကြက်တဲစီကမှုအထောက်အကူကူညီကိုရရှိစေနိုင်တယ်စေတနာတွေအကျိုးပေးမဲ့ကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ပဝင်းကျင်မိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်လို့တဟဆာတာတဲ့အောင်နေပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုတခုခုကိုတွေးခေါ်ထားတဲ့အခါကိုကိုယ်တိုင်တဦးနဲ့တယောက်နဲ့တွေးတာတဲ့အများကိုမိသားစုဆွေမျိုးကိုချပြတာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့လူလိမ်ခံရတာမျိုးလေးတွေကြုံရတတ်တယ်လို့တတိပြုစင်ကြင်ရအတွက်တော့လူအပ်သောကာလဖြစ်ပါတယ်ငကူကနှလုံးနဲ့ပတ်သက်ပြီးမောပန် န်းလို့ရတဲ့မိတ်ဆွေအရေးကြီးသောကိစ္စမဖြစ်သေးပဲနဲ့ခွဲစိတ်တာမျိုးလှုပ်ဆောင်နေမိတ်ဆွေများဒီလအတိုင်းမှာတတိထားပါဘာကိုဖြစ်ဖြစ်ဒီလတာတော့ဒီမှာဆိုရင်တတိထားဆင်ကျင်ရမယ့်အရာလေးတွေကတော့ဘာကိုလှုပ်လို့စနေရက်တို့စနေနေ့တို့မှာတတိပြုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တန်မိုးရှိတဲ့လက်ဝက်လက်စားယတနာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေစက်ပစ္စည်းရင်းတွေတန်မိုးရှိတဲ့အရာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေကိုတတိပြုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင် တတိခီးမသွားတင်တာကတော့တောင်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိပြုစင်ကြပေးရန်လိုအပ်ပါတယ်။ခြောက်ဝမ်းမဲ့အကြောင်းကတော့အဝါရောင်လို့စင်ဆွဲရောင်လို့ဖြစ်ပါတယ်။အကျိုးပေးစေသောအရာတွေဒီကိုဆရာဆက်လက်ပေါ်ပြပေးပါစေ။ဒီလကတော့ဒီမှာဆိုရင်တနင်္ဂနွေသားသမီးတွေနေနဲ့အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတနင်္ဂနွေသားသမီးတွေရဲ့အကူအညီကိုရရှိပြီးတော့ဆွမ်းဆောင်တာမျိုးကအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတော်လာဖြစ်ပါတယ်။အကျိုးပေးသောအရာဟာအရှိတောင်တောင်အရာဖြစ်ပြီးတော့စန်းတီးရာအရာကတော့မြောက်ဆူဆူအရာဖြစ်ပါတယ်ခင်ဗျာ။ ခရီးထွက်တဲ့မိတ်ဆွေများတောက်ကြသမီးတွေနဲ့တွေ့ထတာမျိုးလုံခြုံမှုအေးချမ်းမှုနဲ့ပြဿနာဖြေရှင်းတဲ့အခါလုံခြုံမှုစိတ်ဆက်မှုနဲ့အကြံဉာဏ်တွေးခေါ်ကောင်းတွေကိုတောက်ကြသမီးတွေကိုတိုင်မြင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမှုကံကောင်းစီပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟို ဘာဘုပဲလောက်လို့မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာဆိုရင်အပန်းရောင်လို့မိုးပြာရောင်လို့ဒီအရောင်မျိုးတွေအစိမ်းရောင်လို့ပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအချိုးပြီးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသားသမီးတနင်္လာသားသမီးတွေနဲ့တွဲပတ်လို့ပါအချိုးပြီးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့၃ကဏ္ဍ၅ကဏ္ဍ၈ကဏ္ဍနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့လိုရာကိစ္စကိုမသွားမိမှာ မိမိအိမ်ရဲ့เนาะမိမိအိမ်ရဲ့မြတ်စွာဘုရားမှာတောက်ရီသုံးမှတ်တိတိလှူပြီးတဲ့အခါမှာအမွေးငန်တာလေးဘုရားကျောင်းတော်မှာစွဖျန်းပြီးတော့ခါလူရကိစ္စကိုအောင်မြင်ပါစေဆိုတဲ့စိတ်ကလေးတန်တိတ်တန်ချပြီးတော့အသက်အောင်ပြီးခုနှစ်ကြိမ်တိတိဆူတောင်းပြီးတော့လူရကိုတွားရင်အောင်မြင်ကြီးတိုးတက်ခြင်းညရှိစီမဲ့လဖြစ်ကြောင်းထားလာပြောကြလိုက်ရစီဘာကိုလှုပ်လို့တော့အစမှနည်းနည်းလေးစိတ်တိုင်းမကြခြင်းညုံအားတက်တဲ့အတွက်တော့စိတ်ကြမကြပါနဲ့ရှေ့လို့ဆောင်လာလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ကြောင်းထားလာပြောကြလိုက်ရစီ ကောင်းပြီမိတ်ဆွေတို့ဒီလာတာတော့ဒီမှာအဋိဌံပြုလို့တဲ့တနင်္ဂနွေကာသမီဆရာငယ်မိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်တော့အရဟံဆိုတော့ဂုံတော်ဗတိကိုတနည်းကိုသုံးပတ်လုံးနဲ့73ရက်တိတိအဋိဌံဝင်ပြီပါအရဟံသောကုံတော်ပတိကိုတနည်းကိုသုံးပတ်လုံးနဲ့73ရက်တတိအတိတ်ကဝင်ပြီးပါအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဆရာတော်ဝင်ထားလိုက်ပါခင်ဗျာနော်ဒါအပြင်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းသွဲ့အယောင်းထက်စီရန်မပြောမီဆရာငယ်နားမှာဆရာမန္တလေးရမိတ်ဆွေကြီ ဇယံကနာမပြည်မြေမေးခြင်းရဆရာ74 24 25မှာအစာဟိကွန်တို့မှာရှိပါတယ်ဇယံကနာပြည်မြေခြင်းဆရာမန္တလေးမြေဆိုရင်ဆရာရှိနေတော့မှာ AC bracket လေးတွေ့ပြီးတော့ဆရာအများကြီးတော့လက်မကန်ဘူးတွေ့ပြီးနိုင်ပါတယ်သို့တော်မိတ်ဆွေတို့အနေနဲ့ဆရာကြီးမှာပုံမှန်တိုင်းပဲဖြစ်တဲ့ဗီဒီယိုမင်းကြီးချဖြစ်တဲ့ခွန်ကိုသုံးရမြေကိုသုံးရလီပစ်ချက်ဆိုတဲ့ WhatsApp Telegram Viber မှာဖြစ်စေဆရာငယ် Facebook Page Messenger မှာဖြစ်စေရက်စင်းလေးတော့တရက်ကြိုတောင်းပြီးပါဆရာအားတဲ့ရက်ကို ကွန်နက်ပြန်လုပ်ပြီးတော့မိတ်ဆွေတို့နဲ့အေးအေးတွေ့ပြီးဆရာငယ်ရုပ်ချောချောလေးကိုကြည့်လို့ရကြောင်းနဲ့ခေကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်ထွက်အယောင်ထွက်စီကိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ထွက်စီရလို့ငါတက်ခဲလေးတစ်ခုနဲ့ခုနှစ်ချက်တိတိခောက်ပြီးတော့ဟဲ့မြန်မြန်ထွက်မြန်မြန်ရောင်းထွက်မြန်မြန်ရောင်းထွက်ဆိုပြီးတော့ဟာတက်ခဲလေးတစ်ခုနဲ့ခုနှစ်ချက်ရိုက်ပုံထိတွေ့ပြီးတော့ ပြောလိုက်ပါရောင်းတွက်ဝယ်တွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်တွေရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရပြုလုပ်ရမယ်ရန်ရာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာ မုံလုံးကြီးပေါ်28လုံးတိတိကိုမုံလုံးကြီးပေါ်28လုံးတိတိကိုမိမိအိမ်ကမျက်စွာဘုရားမှာလှူပြီးတော့မြုပ်နေသောငွေကြီးကိစ္စခက်ခဲနေသောငွေကြီးကိစ္စတွေအစဉ်ပြေစပါစေလို့ဆုတောင်းပြီးမိတ်ဆွေတို့ရဲ့မျက်စွာဘုရားမှာလူသားမှာနေစဉ်နဲ့လူတန်းလို့ရတယ်လို့မိမိတို့အနေနဲ့မိမိရဲ့ငွေတွေမှာဖြစ်ဖြစ်ရှားဝယ်လို့ရတဲ့ရမှာဖြစ်ဖြစ်မုံလုံးကြီးပေါ်28လုံးကိုမိမိရဲ့အိမ်မျက်စွာဘုရားမှာလှူပြီးတော့လက်တော်နေသောငွေကြီးတွေပြန်ရပါစေသို့မဟုတ်ရင်လည်း ပိတ်နေတော့ငွေပြန်ရပါစေဆိုပြီးတော့လူသားမှာစားလို့လည်းရပါတယ်เนาะဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစင်ပြအောင်ရင်တိုးတက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်ကြောင်းနဲ့ကဲဒီနေ့လေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီ2025ခုနှစ်ဆယ်လပိုင်းအော်တိုဘာလအတွင်းမှာရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီကြောင်းဆရာကဆုတောင်းနေတယ်နောက်တစ်ခါတော့ဒီနေ့လေသားသမီးတွေအတွက်ပြန်လဲစုံစည်းရအောင်ယေရှုတင်ပါတယ်ခင်ဗျာဒီနေ့လေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်မှုပေါ့တရကူဆောင်ကြပါစီဗျာ